ပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစေရှင်တရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏၄ချောင်းတိုက်ခိုက်မှုနဲ့ခဲရန်ရိတ်ခါထောက်ပို့မှုမတန်းများကိုကျမတို့ဝင်းဟင်ချန်နယ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ငဖဲမျိုးနယ်တနရာတို့မကွေးလေတမတ်တသောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်နှစီဖြင့်မနက်၈နာရီ၄၈မိနစ်၁၇နာရီ၅၅မိနစ်ခန့်အချိန်မှအစတင်ပြောင်းဝဲကာ ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တစေမြို့နယ်တနေရာသို့တရက်ဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်10:42မိနစ်၊10:48မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိုးကုံးမြို့နယ်တနေရာသို့တရက်ဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်10:56မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ညဝတီမြို့နယ်တနရာတို့နေပြည်တော်လေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်တနာရီ၈မိနစ်တနာရီ၃၃မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနရာတို့မိထီလာလေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်၃နာရီ၄၂မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနရာတို့တရက်ဦးလေတပ်မှတပ်သော MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် ညနေ9:25မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဘုံကျဲလေးချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တရက်10လ2025ရက်နေ့တွင်အကြံဖတ်စစ်ကောင်စီအနေဖြင့်တရက်ဦးလေတပ်မကွေးနေပြီးတော့မိထီလာလေတပ်များမှဂျက်ဖိုင်တာပြန်တက်မှုအကြိမ်ရေ40တကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်တို့တွင်လေချောင်းတိုက်ခိုက်ပြန်တမ်းမှု6ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေအများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလိုဆောင်အပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့် လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scoreboard သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရိုက်ခံအပ်ပါရရှင်